အားလုံးပဲမင်္ဂလာပါခင်ဗျာရုရှားရဲ့တန်ထက်၅ဆမြန်တဲ့ဒုံးကျည်အနေကို NATO အဖွဲ့ကြီးကတတိပေးလိုက်ပါတယ်ရုရှားရဲ့မျိုးဆက်တွေလည်းဖြစ်ပြီးအတန်ထက်၅ဆမြန်တဲ့ဒုံးကျည်ရဲ့ချင်းချောက်မှုအနေရဲ့တိုးပွားလာမှုပေါ် NATO အတွင်းမှုချုပ် Mark Rutter ကအပြင်းထန်တတိပေးလိုက်ပါတယ်လန်ဒန်ချင်းဆိုင်လွတ်လပ်တဲ့နိုင်ငံတကာရေးရာမူဝါဒ Institute တင်ထရန်အဖွဲ့ရဲ့အစည်းအဝေးမှာရုရှားရဲ့အတန်ထက်၄ဆ၅ဆမြန်တဲ့ဒုံးကျည်တွေကမိနစ်နည်းငယ်အတွင်းမှာဥရောပမျိုးကြီးတွေကိုရောက်လာနိုင်တာကြောင့် ီချင်းချောက်မှုကိုပေါ်ပေါ်တန်တန်သဘောထားလို့မရဘူးလို့မာရူတာကပြောကြားခဲ့ပါတယ်။ဒီချင်းချောက်မှုကအနာဂတ်မှာတိတ်မွေးတော့ပဲတိတ်မကြခင်ဖြစ်လာနိုင်ကြောင်းသူယူဆတယ်လို့မာရူတာကဆိုပါတယ်။ရုရှားကနေတိုးအဖွဲ့ကိုနောက်9နှစ်အတွင်းစစ်ရေးတိုက်ခိုက်မှုပြုလုပ်လာနိုင်တယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကိုကိုကိုလေစားမနေပဲအမန်တရားကိုရင်ဆိုင်ဖို့လိုအပ်ပါတယ်။ညီတို့ဖွဲ့ဝင်နိုင်ငံတွေကိုအရှင်းနဲ့နောက်ခွဲခြားထားလို့မရပါဘူးအခုဆိုရင်အဖွဲ့ဝင်နိုင်ငံတိုင်းတွေအနေနဲ့ရှိနေပါတယ်လို့ညီတို့အတွင်းရေးမှူးချုပ်ရူတာကပြောပါတယ် ရုရှားတုံးကြီးတွေကအယမ်းမြန်တာကြောင့်နေတိုးဘက်က၎င်းရဲ့ကာကွယ်စနစ်တစ်ခုလုံးကိုတောင်းတင်းအောင်အရေးတကြီးလှုပ်ဆောင်ရမယ်လို့ရူတာကဆိုပါတယ်ရုရှားကနေတိုးဘက်တဲ့လက်နက်ခဲယံပို့ပြီးမြန်မြန်ဆန်ဆန်ထုတ်လုပ်နေတာဟာနေတိုးညုံပေါင်းအဖွဲ့တဲ့ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်တယ်လို့ရူတာကထောက်ပြပါတယ်နေတိုးဘက်ရဲ့စုပေါင်းကာကွယ်ရေးစွမ်းရည်ကိုအထူးသဖြင့်ဒီကြောင်းတဲ့တုံးကြီးကာကွယ်ရေးမှာအကြီးအကျယ်တိုးတက်ပြောင်းလဲဖို့ရူတာကတောင်းဆိုခဲ့ပါတယ်အထူးသဖြင့်အဲ့ဒီကာကွယ်စနစ်တွေမှာ၄00ရာခိုင်နှုန်းတိုးမြှင့်ဖို့ရူတာကအဆိုပြုခဲ့ပြီး ယူကရိန်းမှာရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ကြီးမားတဲ့ပျက်စီးတွေကိုကြည့်မယ်ဆိုရင်လိုအပ်ချက်ရှိနေကြောင်း၎င်းကအလေးထားပြောကြားခဲ့ပါတယ်။နေတိုးဘွဲ့ကာကွယ်ရေးဝန်ကြီးတွေကကာကွယ်ရေးညီမှန်းချက်အစ်စ်တွေကိုရရတင်းတင်းချမှတ်ထားပေမဲ့တိကျတဲ့ကိန်းဂဏန်းအချက်အလက်တွေကိုလိုအပ်ထားဆဲဖြစ်ပါတယ်။ရုရှားကယူကရိန်းကိုလေကြောင်းကနေတိုက်ခတ်ပြီးထိတ်လန့်ကြောက်ရွံ့အောင်အကြီးအကျယ်ပျက်စီးအောင်လှုပ်ဆောင်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။မိမိကိုယ်ကိုကာကွယ်ဖို့လေကြောင်းကာကွယ်ရေးကိုတိုးတက်အောင် အရေးကြီးလှုပ်ဆောင်မှုလိုအပ်တယ်လို့ရူတာကအလေးထားပြောကြားခဲ့ပါတယ်။ဒုံးကြီးကာကွယ်ရေးပြင်နေတုဖွဲ့ကတန်ချက်ကတင်ကားထောင်ပေါင်းများစွာနဲ့လက်နက်ကြီးကြီးတန်ပေါင်းများစွာလိုအပ်ပါလိမ့်မယ်လို့ရူတာကထက်လောင်းပြောကြားခဲ့ပါတယ်။သူကကာကွယ်ရေး30ရာထားချက်အသစ်တစ်ခုကိုအဆိုပြုခဲ့ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါဦးခင်ဗျာ။နေတူးဖွဲ့ဝင်နိုင်ငံတိုင်းက၎င်းတို့ GDP ရဲ့ 3.5ခိုင်နှုန်းကိုစီရေးအတွက်အသုံးပြုသင့်ပြီးနောက်ထပ်1.5ခိုင်နှုန်းကိုလန်တဒါလီယင်ခွင်းနဲ့ပင်လယ်စစ်ကမ်းတို့လိုကာကွယ်ရေးကိုအထောက်အပံ့ပေးတဲ့အခြေခံအဆောက်အုံတွေအတွက်အသုံးပြုသင့်တယ်လို့ရူတာကအကြံပြုပြောဆိုခဲ့ပါတယ်။ဒီအဆိုပြုချက်တွေကဇွန်လ25ရက်နေ့မှာပြုလုပ်မဲ့နေတူအဖွဲ့ထိပ်သီးညီလာခံမှာထောက်ခံမှုရရှိလိမ့်မယ်လို့ယုံကြည်ကြောင်းရူတာကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လက်ရှိမှာနေတူအဖွဲ့ဝင်32နိုင်ငံထဲက22နိုင်ငံက2014ခုနှစ်ကတည်းကပြဋ္ဌာန်းခဲ့တဲ့ကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့200ခိုင်နှုန်းပြည့်မီအောင်သို့မဟုတ်ပူရှံအောင်သုံးဆွဲခဲ့ကြပါတယ်။ကျန်တဲ့ဆင်နိုင်ငံကလည်းဒီကာဝေးအသုံးစိဘတ်ဂျက်ကိုပြည့်မီအောင်သုံးဆွဲမယ်လို့မျှော်လင့်ကြောင်းရူတာကပြောကြားခဲ့ပါတယ်။ကာဝေးအသုံးစိကြီးမန်းချက်အစ်ကမေဂန်တမရဒေါ်နယ်ထရန့်ထုတ်ပေါ်ပြောကြားခဲ့တဲ့စိုးရိမ်ပူပန်မှုကိုပြေလည်စေပါလိမ့်မယ်။ဒေါ်နယ်ထရန့်ကနေတိုးအဖွဲ့ဝင်နိုင်ငံတွေကို၎င်းတို့ရဲ့ကာဝေးအတွက်လုံလောက်တဲ့ငွေကြေးမသုံးဆွဲခဲ့ဘူးလို့မကြာခဏဆိုလိုပြစ်တင်ဝေဖန်ခဲ့ပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာစူပေါင်းကာဝေးအတွက် ၎င်းတို့ GDP ရဲ့900ခန့်လုံးထည့်ဝင်ဖို့တောင်းဆိုနေတာဖြစ်ပြီးတချို့နိုင်ငံတွေကအမေရိကန်နိုင်ငံရဲ့ကာကွယ်ပေးမှုကိုအလွန်မင်းမီခိုနေတာကြောင့်1949ခုနှစ်မှာတည်ထောင်ခဲ့တဲ့နေတိုးဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့သူပေါင်းကာကွယ်ရေးကိုမေးနေလားဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။ရုရှားနဲ့တင်းမာမှုမြင့်တက်လာတာကိုတုံ့ပြန်တဲ့အနေနဲ့ဗီဒိန်ဆိုရကနျူကလ িয়ার စွမ်းအင်တုံးတိုက်ခိုက်ရေးရင်ငုံတင်မော်ဆက်နစီနဲ့လက်နက်ဆက်ရုံအသစ်6ရုံတိစောက်ပြီး၎င်းရဲ့စီးရေးစွမ်းရင်မြင့်တင်မဲ့အစီအစဉ်တွေကိုမကြသေးခင်ကကြီးညာခဲ့ပါတယ်။ အလားတူပိုလန်အစိုးရကလည်းကာကွယ်ရေးတုံးစစ်ကို2029ခုနှစ်မှာ GDP ရဲ့1.5%ကိုတိုးမြှင့်တုံးဆွဲဖို့ကတိပြုခဲ့ပါတယ်။ဒါပေမဲ့2029ခုနှစ်နောက်ပိုင်းကာကွယ်ရေးတုံးစစ်ကိုဘယ်လိုထပ်မံတိုးမြှင့်မလဲနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့အစီအစဉ်မရှိသေးပါဘူး။နေတိုးဘွဲ့ရဲ့ကာကွယ်ရေးစံနှုန်းအသေးအောက်မှာဂျာမနီနိုင်ငံကလည်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားရေတပ်ကို9000နဲ့6000ကြားထပ်ပြီးတိုးမြှင့်ဖို့လိုအပ်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။တစ်ချိန်တည်းမှာကနေဒါဝန်ကြီးချုပ်မတ်ခန်နီကလည်း ကနေဒါနိုင်ငံဟာယခုနှစ်မှာကာကွယ်အသုံးစေရာဓာတ်ချက်200ခန့်လုံးကိုပြည်မီလိမ့်မယ်လို့ကြေညာခဲ့ပါတယ်။နေတိုးဘွဲကကြီးထွားလာနေတဲ့စီးရင်းနဲ့လုံခြုံရေးစိန်ခေါ်မှုတွေအတွက်လက်ရောညီတွေဖြစ်အောင်အလင်းမြန်လှုပ်ဆောင်နေပါတယ်။စစ်ဖြစ်လာနိုင်ခြင်းအတွက်ပြင်ဆင်နေပြီးစစ်ပွဲကိုတားဆီးကာကွယ်ရေးနဲ့အလင်းမြန်တုံ့ပြန်နိုင်ရေးစွမ်းရည်ကိုတောင်းတင်းခိုင်မာအောင်လှုပ်ဆောင်နေပါတယ်။ဘာကြောင့်လဲဆိုတော့ကဘာကြီးကမတိမငိမ့်ပိုဖြစ်လာအောင်ဖြစ်ပါတယ်။နေတိုးဘွဲဆိုင်ရာဂျာမန်တန်မန်ဟောင်းဂျိုအာချင်ပီတာလစ်ကရုရှားရဲ့စီးရင်းစွမ်းရည်တိုးမြင့်လာမှုကအထူးသဖြင့် င်းရဲ့ဒုံးကျည်ဖြန့်ကျက်ထားမှုတွေကဥရောပနိုင်ငံတွေအတွက်ကြီးမားတဲ့ချင်းကြောက်မှုဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နေတိုးဖွဲ့ဝင်နိုင်ငံတွေရဲ့အနေနဲ့ကအမှန်တကယ်ချက်ချင်းလက်ငင်းကြားရောက်လာနိုင်ပြီး၎င်းတို့ရဲ့စီးရေးတပ်ဖွဲ့တွေကိုအမြန်အဆင့်မြင့်ကစစ်ပွဲဖြစ်လာနိုင်ခြေအတွက်ပြင်ဆင်ထားရမယ်လို့အင်တာဗျူးတစ်ခုမှာ၎င်းကပြောကြားခဲ့ပါတယ်။ရုရှားကပိုလန်နဲ့လစ်တိုရေးနီးယားနိုင်ငံကြားမှာတည်ရှိတဲ့ဗော်တစ်ပင်လယ်တွေကရုရှားပိုင်ကာလီနင်ဂရက်ဒေသမှာ အိုက်စကန်နာဒုံးကြီးတွေတက်ဖြန့်ချထားတယ်လို့ဂျာမန်တန်မန်ဟောင်းဂျိုအာချင်းပီတာလစ်ကခိုင်မာတဲ့တပ်တည်တစ်ခုကိုထောက်ပြခဲ့ပါတယ်။အဲ့ဒီဒုံးကြီးတွေကကီလိုမီတာ900အထိပြစ်ခတ်နိုင်တာကြောင့်ဘာလင်လိုဥရောပရဲ့အဓိကကြားတဲ့မျိုးတွေကရုရှားတိုက်ခိုက်နိုင်တဲ့အကွာအဝေးတွင်းမှာရှိနေတယ်လို့ပီတာလစ်ကပြောပါတယ်။ဒါ့အပြင်ရုရှားကကာလီဘာနဲ့ KH-101 တို့လိုတာဝဲပစ်ခရုဒုံးကြီးတွေတက်ဖြန့်ချထားမှုတိုးလာတာဟာရုရှားချင်းချောက်မှုရဲ့နောက်ထပ်အဆင့်တစ်ခုဖြစ်တယ်လို့၎င်းကဆိုပါတယ်။ဗီတာလစ်ရဲ့ပြောစကားအရရုရှားရဲ့ဖြည်းဖြည်းမှန်မှန်လက်နက်အသစ်တပ်ဆင်မှုတွေကြောင့် ကာကွယ်စွမ်းရည်မဖွင့်ပြိုးသေးတဲ့နေတူအဖွဲ့တွေဖိအားပေးနေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ရုရှားရဲ့ချိန်ချောက်မှုအနေအကိုထုတ်ပေါ်ပြောကြားခဲ့တဲ့အတွက်နေတူတွင်ရမှုချုပ်မာရူတာမှန်တယ်လို့ဗီတာလက်ရှာအတိအမှတ်ပြုပြောကြားခဲ့ပါတယ်။နေတူဖွဲ့ဝင်နိုင်ငံတချို့ကကာကွယ်အတွက်တရားမလုံဆောင်သေးဘူးဆိုတာကိုဂျာမနီကိုဥပမာပေးပြီး၎င်းကပြောကြားခဲ့ပါတယ်။လက်ရှိဂျာမနီမှာလေကြောင်းကာကွယ်အတွက် Patriot ဒုံးကြီးကာကွယ်စနစ်ကိုးခုသာရှိပြီးဂျာမနီတိစောက်ခဲ့တာ IRIS D လေကြောင်းကာကွယ်စနစ်တစ်ခုသာရှိပါတယ်။ ၎င်းစနစ်ကိုလည်းဂျာမနီကယူကရိန်းကိုပေးပို့ခဲ့ပါတယ်။ဒါကြောင့်ဂျာမနီရဲ့လေကြောင်းကာဝေးစနစ်ကအကန့်အသတ်နဲ့ရှိနေပြီးမြေတိုးဖွဲ့ဝင်နိုင်ငံတချို့လည်းတေးချမပြင်းစင်ရသေးကြောင်းပြသနေပါတယ်။ဂျာမနီကအစ္စရေးမေဂန်လို့အဲရိုဒုံးကြီးကာဝေးစနစ်ကိုဝယ်ယူဖို့ဆုံးဖြတ်ထားပေမဲ့အခုထိအကောင့်ထဲမပေါ်ရသေးပါဘူး။ဒါကြောင့်ဂျာမနီကယနေ့ကလို့ဒုံးကြီးတက်ခိုက်မှုမျိုးတွေကိုတိတိယောက်ယောက် ကာကွယ်ဖို့စွမ်းရည်ကြီးမဲ့နေပါတယ်။ကျူးကျော်ရန်စားဖို့မဟုတ်ပဲရုရှားရဲ့ချင်းချောက်မှုတွေတိုးမြင့်လာချိန်မှာခိုင်မာတဲ့ကာကွယ်ရေးအတွက် လက်နက်အသစ်တပ်ဆင်ဖို့အရေးကြီးလိုအပ်နေတယ်လို့ရတားလစ်ကလေးထားပြောကြားခဲ့ပါတယ်။ဂျာမနီကမော်စကိုအနီးအနားထိပြတ်ခတ်နိုင်ပြီးကီလိုမီတာ900အထိရောက်ရှိနိုင်တဲ့ Torres တာဝဲပစ်ဒုံးကျည်တွေကိုယူကရိန်းကိုပေးဖို့မပေးဖို့အငင်းကုန်ဖြစ်နေချိန်မှာရုရှားကလာတဲ့သတင်းတွေမှာဘာလင်ကိုရိုင်းကရုရှားရဲ့လက်တုံ့ပြန်တိုက်ခိုက်နိုင်တဲ့ပြစ်မှတ်တစ်ခုဖြစ်လာနိုင်တယ်လို့ဖော်ပြနေကြပါတယ်။ဒီလိုချင်းချောက်မှုတွေကိုအလေးထားပြီးကင်တွယ်ဆောင်ရွက်ရမယ်လို့ဗီတာလစ်ကထက်လောင်းပြောကြားခဲ့ပါတယ်။ဂျာမနီနဲ့တခြားနေတို့အဖွဲ့ဝင်နိုင်ငံတွေက၎င်းတို့ရဲ့စစ်တပ်ကိုခင်မိတိုးတက်ထိရောက်အောင်လှုံ့ဆော်ဖို့ 3နှစ်လောက်ပဲအချိန်ရတယ်လို့မစ္စတာလစ်ချာသတိပေးပါတယ်စစ်တပ်ကိုအစ်မရမှာလက်နက်ဝယ်ယူခြင်းနဲ့ကာကွယ်စွမ်းရည်ကိုတိတိတတ်တတ်တိုးချဲ့ခြင်းတို့ပါဝင်ပါတယ်2032ခုနှစ်မှာလက်နက်အသစ်တပ်စင်တာကနေတိုးဘွဲ့ရဲ့ပြစ်မှတ်ဖြစ်ပြီးဒါကကုလသမဂ္ဂအထွေထွေတင်းရဲမှုချုပ်ရူတာရဲ့အဆိုပြုချက်နဲ့အမေရိကန်ရဲ့မျှော်မှန်းချက်နဲ့လည်းတသားတည်းကန့်ညီနေတယ်လို့မစ္စတာလစ်ကလေးထားပြောကြားခဲ့ပါတယ်အဆိုပြုရာဒတ်ချက်ထဲမှာ GDP ရဲ့3.5%ကိုစီရေးလိုအပ်ချက်အတွက်အသုံးပြုပြီး နောက်ထပ်1.5ခန်းတို့ကိုကာကွယ်ရေးနဲ့ဆက်နေတဲ့အခြေခံအဆောက်အုံတိဆောက်ရေးတွေမှာအသုံးပြုဖို့ပါဝင်ပါတယ်။ဒါပေမဲ့ဒီရီမန်းချက်ကအောင်မြင်ဖို့မလွယ်ကူဘူးလို့ Vitalik ကသတိပေးခဲ့ပါတယ်။နေတိုးဖွဲ့ဝင်နိုင်ငံတွေကလက်နက်အများအဝယ်ယူလာပြင်လူဝင်အားလူဝဲချက်စိန်ခေါ်မှုနဲ့လည်းရင်ဆိုင်နေရပါတယ်။ဥပမာဂျာမနီကနေတိုးဖွဲ့ရဲ့အသင်းဖြစ်နေမှုစံနှုန်းတတ်မှတ်ချက်အသင်းနဲ့ကန့်ညီဖို့ခံမှန်းကြီးနောက်ထပ်စစ်သား6000လောက်ထပ်ဖြည့်ဖို့လိုအပ်နေပါတယ်။ဂျာမနီကဒီလိုအပ်ချက်ပြည့်မြို့ဖို့အတွက်စစ်မှုထမ်းဥပဒေကိုပြန်လည်အသက်မသွင်းပဲ ဘလို့လို့အောင်မြင်နိုင်မလဲလို့ဗီတာလစ်ရှာမေးခွန်းထုတ်ပါတယ်။ဥရောပကငြင်းငြင်းချမ်းချမ်းနေတော့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဂျာမနီကစစ်မှုထမ်းဥပဒေကိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။စစ်မှုထမ်းဥပဒေမပါဘဲနဲ့ဂျာမနီစစ်တပ်ကိုအချိန်မီဘလို့ပြန်တီးဆောက်နိုင်မလဲဆိုတာကိုဗီတာလစ်ကတန်တရားရှိနေပါတယ်။ဗီတာလစ်ကသူ့ရဲ့ကိုယ်ပိုင်တွေ့ကြုံနဲ့နှိုင်းရှင်ပြောကြားခဲ့ပါတယ်။သူလဲလူငယ်ဘွားကစစ်မှုထမ်းဥပဒေအောက်မှာတာဝန်ထမ်းဆောင်ခဲ့ပြီးစစ်မှုထမ်းဥပဒေကိုဖျက်သိမ်းလိုက်တာကထာဝရငြင်းငြင်းရရှိပြီဆိုတဲ့အမြင်ပေါ်မှာအခြေခံတီးဆောက်ခဲ့တာဖြစ်ပေမဲ့ ယူကရိန်းစစ်ပွဲကဒီအမြင်မားကြောင့်ရိုက်ချိုးပစ်ခဲ့တယ်လို့ဗီတာလစ်ကဆိုပါတယ်ကျွန်တော်တို့တွေနိုးထဖို့အချိန်တန်ပြီလို့သိလာရပါတယ်ဥရောပမှာထာဝရငြိမ်းချမ်းရေးဆိုတာမရှိဘူးလို့၎င်းကပြောကြားခဲ့ပါတယ်နေတိုးအဖွဲ့တွေရှေ့မှာစီးကျူနေတဲ့လမ်းကမလွယ်ကူပါဘူးအနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ကျူးကျော်တိုက်ခိုက်မှုတွေကိုဟန်တားရမှာလိုအပ်တဲ့ကာကွယ်ရေးတပ်တိုင်းကိုတည်ဆောက်ဖို့အတွက်အများပြည်သူရဲ့ထောက်ခံမှုနိုင်ငံရေးစိတ်ဆန္ဒနဲ့အမြန်နှုန်းတွေလိုအပ်တယ်လို့ဗီတာလစ်ကကောက်ချက်ချခဲ့ပါတယ်ဒါမဲ့အခုအချိန်မလို့ရင်တော့ဥရောပကအနည်းဆုံးလေးကိုကြားရောက်သွားလိမ့်မယ်လို့ Vitalik ကဒီပေးပြောကြားခဲ့ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာ။